ဂျာဗီသားသမီးမိတ်ဆွေအားလုံးဘေးပြာမှန်မြောက်ဝေးကွာကြပြီးတဲ့အခါယခုဖြစ်ပေါ်နေသောအခက်အခဲကတ်ဆိုးဘီးဆိုးကနေလည်းကင်းလို့ကြပါစီကြောင်းနဲ့အဆက်ဆက်ရရအစီအပြေကြပါစီကြောင်းဆရာနဲ့တကွဆရာရဲ့မိတ်ဆွေတွေအားလုံးကမေတ္တာပို့တာလိုက်ပါရခင်ဗျာဆိုတော့ကြစားပရိသတ်မိတ်ဆွေတွေမိတ်ဆွေတို့လက်ရှိ2025ခုနှစ်လေးလပိုင်းတွင်မှာမိတ်ဆွေတို့အနေနဲ့လက်ရှိမှာ လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ခြေတူဆောင်ရလှုပ်ဆောင်ရစဉ်းစားနေပါတယ်ဆိုရင်ခြေတူဆောင်ရလှုပ်ဆောင်မှာအကောင့်တွေပေါ်ပါဖြစ်အောင်လုပ်ပါဖြစ်ဖို့ဖြစ်ပါလိမ့်မယ်။ဒါအပြင်အထက်လူကြီးအကြီးအကဲတွေလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာအကူအညီထောက်ကူတွေရရှိတတ်သောကာလအဆင်ပြေမဲ့ကာလဟိုတိုးတက်မဲ့ကာလကိုပြနေတယ်အဆင်ပြေအောင်ရှေ့တူဆောင်ရပါလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ရှိရင်ငါဒီနေရာကနေပြောင်းပြီးအခြားနေရာကိုလုတ်တင်လာလို့စဉ်းစားတွေးကြနေတာမျိုးလက်ရှိမှာ ဒီကနေတွက်ပြီးအရှာတစ်ခုကိုလှုပ်ဆောင်တင့်သလားသို့မဟုတ်လုပ်ငန်းကနေနားပြီးတော့ကိုယ်တိုင်လုပ်ငန်းလေးတစ်ခုကိုအကောင့်ထဲပေါ်တင့်သလားဆိုရင်လှုပ်ပါရှစ်လို့ဆောင်ရင်အောင်မြင်နိုင်တော့လားတိုးတက်နိုင်တော့လားဖြစ်တာတော့အတိအကျပဲဖြစ်တယ်ထို့အပြင်ကြာစာပရိသတ်ရမီမိတ်ဆွေတွေကဒီလာတာတော့တွေ့မှာဆိုရင်မရှိတော့ဟာဒီကာလအတွင်းမှာလိုတာထက်ပိုပြီးတော့လူထင်ကြီးခံရခြင်းဥပမာလက်ထက်ရှိတာငွေတသိန်း ဘောင်းဝင်ရှင်မမြင်တာအသိတရားဒီလိုမျိုးတွေလူထင်ကြီးခံရတတ်တယ်။ဒါလေးတော့ main နေပေါ့ဗျာ။တော့မရှိတာကို like ပြောနေကြမလို့ဘူးเนาะ။ဆိုတော့အဲလူထင်ကြီးခံရတာမျိုးတွေကြုံရတတ်တယ်။လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်တိုင်းအလုံးလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ကိုယ့်ကိုအခွင့်အလမ်းပေးခြင်းမျိုးတွေ၊ယာထုတိုးပေးခြင်းမျိုးတွေ၊ယာထားခံရတာမျိုးတွေကြုံရတတ်တယ်လို့ယာထုလုပ်ငန်းနဲ့ပတ်သက်ရင်တစ်သေးလူယုံအဆရှိတာမျိုးတွေနဲ့ပတ်သက်ပြီးတော့အကူအညီတွေထောက်ကူတွေရရှိတာမျိုးအခွင့်အလမ်းတွေကျိန်းတွေရရှိတတ်သောကာလဖြစ်ပြီးတဲ့အခါငါကအိမ်တွင်းရဲ့အိမ်တော်ရဲ့မိသားစုရဲ့အဆင်မပြေသူတွေလက်ရှိမှာအဆင်ပြေအောင်တဦးနဲ့တူတယောက်နဲ့တယောက်နား ထမှုလွဲနေတော့ကိုကိုတိုင်းကတဲ့မဲ့စူးစမ်းရင်အောင်မြင်ခြင်းတိုးတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိမဲ့လာဖြစ်တယ်လို့ဘာကိုဖြစ်ဖြစ်ဥဆောင်လို့ပါ အမိခံလို့ပါချစ်တို့အောင်မြင်အောင်စွမ်းဆောင်နိုင်တော့လာဖြစ်တဲ့အတွက်ကြောင့်တော့လုံးတလောက်ဖြစ်ဖြစ်တလောက်ရရှိမဲ့ကာလဖြစ်ပြီးတော့စူးစမ်းရင်စူးစမ်းတလောက်ရရှိနိုင်တဲ့အပတ်တာအပိုင်းခြားကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့ချစ်တို့ဆောင်ရဥဆောင်လို့လို့ကောင်းတော့လာဖြစ်ပါတယ်အကျိုးပေးတဲ့လုပ်ငန်းလေးတွေကိုဆက်လက်ပေါ်ပြပြီးပြရစီ ဒီလက်ကတော့ဒီမှာဂျာဇာပိသားသမီးတွေအနေနဲ့နိုင်ငံခြားခီးသွားကိစ္စတွေခြေတူဆောင်ရလှုပ်ဆောင်မှာအားသာခြင်းတူတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိနိုင်ပါတယ်ထို့အပြင်နော်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေနိုင်ငံခြားခီးသွားဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေခြေတူဆောင်ရလှုပ်ဆောင်ရင်အားသာခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိတတ်တော်လားဖြစ်ပါတယ်ခင်ဗျာယာတုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာတုတိုးနိုင်ပါတယ်ယာတုတက်နိုင်ပါတယ်ယာတုတိုးယာတုတက်ဖို့အတွက်အခွင့်အလမ်းကောင်းတွေအများကြီးရရှိနိုင်တော်လားဖြစ်ပါတယ်ဒါအပြင်စက်တုပ်ရေးဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်လုပ်ငန်းတွေစက်မှုလုပ်ငန်းတွေ အဆရှိတဲ့လုပ်ငန်းတွေကိုပိုင်ဆိုင်စည်းဆိုင်စမ်းစီစီစားစားတော့ကုန်တဲ့ပတ်သက်တာတွေရင်နဲ့ပတ်သက်တာတွေဒါမျိုးတွေနဲ့ပတ်သက်လို့ရှေ့တို့ဆိုင်ရာလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲဒီလာတာတော့ဒီမှာဆိုရင်အထယ်လေးလုပ်ငန်းတွေတီတီဖနက် online social media နဲ့ပတ်သက်ပြီးရှေ့တို့ဆောင်ရလှုပ်ဆောင်တာတွေခီးသွားဆိုင်ရာကိစ္စတွေစကားပြောစုနဲ့ပတ်သက်တဲ့အရာတွေအဲဆွမ်းလာလို့ပေါ့ online နဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အလုပ်တွေမှာရှေ့လှုပ်ဆောင်တဲ့လှုပ်ဆောင်ရင်အားသာမှုတိုးတက်မှုတွေရရှိပြီးတော့ကံကောင်းစေပါတယ်။ငကူကသာသမိနဲ့ပတ်သက်ပြီးစိတ်ချမ်းသာမှုအားနည်းစေတဲ့မိတ်ဆွေများသာသမိနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းကောင်းတွေဆွေမျိုးသားချင်းတွေရဲ့အလှူဒန်းကိစ္စဘာသာရေးကိစ္စလေးတွေဒီဆွမ်းနာလို့ပေါ့ကျုံအပ်တတ်ပါတယ်ဘာသာရေးကိစ္စဆွေမျိုးဆွမ်းနာအလှူဒန်းကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းသောကာလလှူနိုင်တတ်နိုင်သောကာလဖြစ်တယ်မိမိအိမ်မှာအတွင်းမှာဖျားစီးဒီအပြက်တွေ မတ်တာမျိုးဖျားစီဒီနဲ့ပတ်သက်ပြီးမတ်တာမျိုးဘုံကြီးယဟန်အလူတန်းကိစ္စတစောင်းနေမတ်တာမျိုးလေးတွေဟောစွန့်နာလို့ပေါ့ရေလေအတွက်ကောင်းပါစွန့်နာလို့ပေါ့ဟိုစွန့်နာလို့ကြောင်းစီဒီဟောင်းနေမင်းဝင်းမင်းစားတွေနန်းဝင်းနန်းစားတွေနဲ့မတ်တဲ့သူများဖို့ကတော့ဘာသာရေးဆိုင်ရာကိစ္စတွေကိုထူးထူးခြားခြားလောက်ရတော့မယ်ဆိုတဲ့အတိတ်နမိတ်ဖြစ်ပါတယ်ခင်ဗျာထီကန်ဆန်းလို့ကောင်းပါတယ်ထီပေါက်နိုင်သောကာလဖြစ်ပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေနဲ့၃ကဏ္ဍ၁ကဏ္ဍ၂ကဏ္ဍ အကျိုးပေးကံကောင်းအားသာစီပါတယ်ဒီလိုက်တာတော့ဒီမှာကျမ်းမာရင်းနဲ့ပတ်သက်ရင်ဒေသပရိသတ်မိတ်ဆွေတွေကကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာလေနဲ့ပတ်သက်တာမျိုးလေးတွေအစာရင်းနဲ့ပတ်သက်တာမျိုးလေးတွေနည်းနည်းလေးသတိထားစီမံရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဒီလိုက်တာတော့ဒီမှာ စာချုပ်စာတမ်းလေးတွေနဲ့တိတိကျကျလောက်ပါအဲမလိုအပ်ဖက်စကားအများကြီးမပြောပါနဲ့အမအားများကြီးပါတတ်တော့လားဖြစ်ပါတယ်ခင်ဗျာဒါအပြင်ငွေကြီးနဲ့ပတ်သက်လာရင်လည်းလက်လွန်ထားသောငွေကြီးတွေနဲ့ပတ်သက်ရင်တစ်ချိန်နဲ့တောင်းရင်တော့မရနိုင်ဘူးနှစ်ချိန်သုံးချိန်တောင်းတာမျိုးနှစ်ချိန်သုံးချိန်လောက်ရတာမျိုးလုပ်ငန်းအလုပ်နဲ့ပတ်သက်ရင်အငွေကြီးဆိုင်ရာကိစ္စလေးတွေမှာတော့တစ်ချိန်နဲ့ရွှေရွှေရှိရှိမပြီးပဲနဲ့အဖြစ်အနောင်လေးတွေပေါ်ထွက်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ဒီလအပြင်မှာမိတ်ဆွေအဲကျဆာပရိသတ်သမီးမိတ်ဆွေတွေအနေနဲ့အဲ ထူးသဖြင့်ပေါ့နော်လူငယ်တွေအရှိကြီးမှဆိုရင်တော့တယောက်နဲ့တယောက်တူးနဲ့တူးတန်တရားတွေများနေတာမျိုးအဲတယောက်နဲ့တယောက်တူးနဲ့တူးဟိုစွန့်ရလို့ပေါ့ဘာမှမဟုတ်ဘဲနဲ့စကားများရန်ဖြစ်ရတာမျိုးစွန့်ရလို့ပေါ့ပြဿနာကတော့ကစားလေးတွေပေါ်လာတာမျိုးတဝင်းတူးရိုးစမှုလေးတွေကြောင်းတော့အဲစိတ်ဆူးစိတ်ကောက်တာလွှဲရင်တော့ကျန်တာဆူဆူဝါးဝါးမရှိပါဘူးလူငယ်တွေအရှိကြီးမှဆိုရင်တော့ကြာစာပိသသမီးတွေဟာလေထန်းဘန်းစီလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဘာလို့လဲဆိုတော့ချစ်သူကြီးစားရရှိဖို့တော့ခွင့်လန်းကောင်းနေတာမတွေ့ရဘူးအားနေတယ်အရှိကြီးနဲ့ပတ်သက်ရင်ဖွင့်ပြောဖို့တော့အားနာနေတာမျိုးတုံ့ဆိုင် ုင်းနေတာမျိုးတွေကြောင်းဖြစ်ရတာမျိုးမိမိရှိတဲ့သူမှာရည်စားရှိတာမျိုးအဲရှိသူရှိတာမျိုးကြုံရတတ်တဲ့အတွက်တော့ single ဖြစ်ဖြစ် forever life ဖြစ်ဖြစ်နေတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါပြင်မိတ်ဆွေတို့ဒီလက်တာတော်တွေမှာဆိုရင်လုပ်ငန်းတူအလုပ်တူတွေရဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေကြုံရနိုင်တဲ့အတိုက်ခိုက်တွေပြူစားတိုက်ခိုက်တာမျိုးတွေမကောင်းတဲ့အတိုက်ခိုက်တွေလူနဲ့ဖြစ်စေအတက်ပညာနဲ့ဖြစ်စေအတိုက်ခိုက်တွေကြုံရတတ်တဲ့အတွက်တော့ဒီကြတဲ့ဘာဖြစ်ဖြစ်မိတ်ဆွေရဲ့ကံဟာဒီလက်မှာဘယ်နေရာမှာမဲလုံလို့အပြိုင်ဆိုင်တွေအတိုက်ခိုက်တွေပေါ်တတ်တဲ့လက်ဖြစ်တာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်အပြ ပြန်ဆိုင်တိုက်ခိုက်လို့တတိကြပါငွေကြီးနဲ့ပတ်သက်ရင်လည်းကိုယ်မှာရှိနေတာကိုမြင်အောင်လူမြင်အောင်မြင်မမြဲသောကာလဖြစ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်တူတူတိတ်တိတ်နဲ့ရှိတာကိုလူမမြင်အောင်ထားရင်ပုံမြဲပါတယ်လူမြင်ရင်မမြဲသောလဖြစ်တဲ့အတွက်ကြောင့်ဆရာငယ်ကိုလာပြင်လည်းပြထားပါခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလက်တာတော့ဒီမှာဘုရားစာပြီးသားသမီးမိတ်ဆွေတွေဟာအကျိုးပေးစီတော့အရာတွေအနေနဲ့ဆိုရင်ဆက်ပြီးပြောပြပြပြစီဒီလက်တာတော့ဒီမှာမိမိတို့ရဲ့မိသားစုအတွင်းမှာအရှုံးအောင်ဖြစ်နေသူတွေအဲဆွမ်းနာတို့ပေါ့ ကျွန်တော်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေဂျုံအပ်တတ်တယ်ရင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့အသည့်ဝင်တာမျိုးလေးတွေလက်ဆောင်ရရှိတာမျိုးတွေဂျုံအပ်တတ်တယ်ထို့အပြင်မိဟောင်းဆွေဟောင်းတွေနဲ့ပြန်လဲပြီးတော့အသည့်အမိတ်ဆွေအသည့်မိဟောင်းဆွေဟောင်းတွေနဲ့ပြန်လဲရရှိနိုင်တယ်လို့မိတ်ဆွေအသည့်တွေရဲ့အထောက်အကူအကူအညီတွေကိုလည်းရရှိတတ်တယ်ဝေးခွာနေသူတွေပြန်လဲစုံစည်းရတော့သဘောကိုစောင့်နေတယ်အိမ်အောင်ရင်းနဲ့ပတ်သက်ရင်တော့မိမိအိမ်အောင်ဘတ်ရဲ့ မတိအောင်လှုပ်ထားသောကိစ္စလေးတွေပြဿနာကိစ္စလေးတွေဖြည့်ရှင်းမရအောင်လှုပ်ထားတဲ့ကိစ္စလေးတွေရှိရင်ပေါ်တတ်တဲ့အတွက်တော့တတိတာစင်ကြီးရလိုအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကိုဖြည့်ရှင်းတာတစ်ခုအိမ်အောင်ဘက်ကတစ်ခုဆိုတာမျိုးအကျွေးစီးလို့ပဲခေါင်းနဲ့ပန်းလို့ဖြစ်နေတတ်တဲ့အတွက်အိမ်အောင်ဘက်နဲ့အိမ်အောင်ရင်းနဲ့ပတ်သက်ရင်တော့နည်းနည်းလေးကိုဝတ်တာဆိုဟိုကဖြစ်နေတတ်တဲ့အတွက်တော့အားနည်းစီတော့လာဖြစ်တဲ့အတွက်ကြောင့်တော့တတိတာစင်ကြီးရလိုအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ ထို့အတူပဲမိတ်ဆွေတို့ဒီလအပြင်မှာအထက်လူကြီးအကြီးအကဲတွေကဖိအားပေးမှုတွေအဲမလိုမုန်းထားမှုတွေနည်းနည်းလေးကိုယ့်ကိုအထင်မြင်လွဲထားမှုတွေကြုံရတတ်တဲ့အတွက်တော့တည်ကြားစင်နေပြီးလို့လိုအပ်တယ်လို့မိတ်ဆွေတို့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြားလို့ရှိရင်ဆရာတို့ မိမိအိမ်ရဲ့မျက်စွာဘုရားမှာနော်မျက်စွာဘုရားမှာနော်ကျွန်တော်လိုပေါ့ဆရာတို့ဇွန်ခင်းရင်းလေးနဲ့တခုခုစားဖွယ်လေးတခုခုဇွန်နဲ့ခင်းရင်းမှာတွဲပြီးတော့လှူပြီးတော့အတိုက်ခိုက်တွေကင်းအောင်ဆူတောင်းသွားပါဥပမာပဲဆရာဆိုရင်လက်ရှိအဲတခါတခွားမွေးပဲလှူလှူဖျဲသေးပဲလှူလှူဒါဆိုခင်းရင်းနဲ့စားလို့ရတယ်အဲ့တော့ခင်းရင်းလေးတစ်ချောင်းကိုလှူမှုနဲ့ပါထည့်ပြီးတော့မျက်စွာဘုရားမှာလှူပြီးတော့လူရာကိစ္စတွေကိုပြုမှုဆောင်ရွက်ပြောဆိုပါအတိုက်ခိုက်တွေအလိုလိုကင်းရှင်းသွားမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရအောင်မြင်တိုးတက်စီပြီးအစဉ်ပြေစီရန်အတွက်အကျိုးပြုစီတော့ အဲကနမအနေနဲ့အကျိုးပြုစေတော့အယောင်အနေနဲ့ဆိုရင်တော့အသားယောင်အနီယောင်မိုးပြယောင်တွေဟာအကျိုးပြီးကံကောင်းစီပြီးတော့မဖြစ်မနေတွဲလုံးတင်တော့နေသားအနေနဲ့ဆိုရင်တော့တောက်ကြသားသမီး စန္ဒီသားသမီးတွေကမိတ်ဆွေတွေရဲ့အကောင်ကိုအကျိုးပြုစေပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ခရီးသွားကိစ္စတွေအခရီးထွက်မဲ့ကိစ္စတွေလုံခြုံမှုအေးချမ်းမှုနဲ့ပတ်သက်ပြီးတော့တွားလို့ပဲမိတ်ဆွေများဟိုကတော့အင်္ဂါနေ့တို့အင်္ဂါသားသမီးတို့နဲ့တွဲဖက်သွားတာဟာကံရဲ့တူတက်မှုနဲ့အေးချမ်းမှုကိုရရှိတတ်ကြောင်းထပ်လောင်းပြောစီကြားပြရစီအကျိုးပြုသောအရက်ဟာတော့မြောက်စုစုရဖြစ်ပါတယ်စန္ဒီယာအရက်ကတော့ အနောက်တောင်တောင်ရဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလာတာတို့တွေမှာမိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းဖွဲ့စီပြီးတော့မိမိတို့ရဲ့ပိတ်နေသောလက်တွေပြန်လဲပွင့်လန်းစီရန်အတွက်ဆိုရင်တော့မိမိအိမ်ကနော်မိမိအိမ်ကကျွန်တော်လိုပေါ့ဖះမှာတောက်ရည်လေးကိုစွန့်စွန့်ပြီးတဲ့အခါ လောကဝိတုလို့အခေါက်40ရွတ်ရွတ်ပြီးတော့လက်ကလေးနဲ့တောက်ပြီးတော့ဖြန်းလိုက်ပါဒါဆိုရင်ပိတ်နေတဲ့လက်ကြီးပွင့်လန်းပြီးအဆက်ဆက်ရရအဆင်ပြေလာပါပြီဆိုတဲ့အကြောင်းပြောလိုပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ကန်စားတာညံ့နေသူတွေကြာသာပရိသတ်သမီးတွေက1989ကိုလည်းမကြခင်ရောက်ရှိတော့မှဖြစ်တဲ့အတွက်1989မှာဦးကောင်းစည်းချင်းမင်္ဂလာနဲ့ဆရာကဂျိုးပွဲစည်းတဲ့သဘောတွေအအခဟိုဆရာဒီနှစ်မှာ1989မှာမိတ်ဆွေတို့ကံကောင်းစီရန်အတွက်နေသားတစ်ခုချင်းစီကိုဦးကောင်းစီရမှာဘယ်လိုစီရမလဲဘာတွေလုပ်ရမလဲအချိန်နေအဲ ရက်ဒီဘလို့ပုံစံမျိုးဘယ်ရက်မျက်နှာကိုမူမူပြီးဘာကိုလောက်ရမလဲဆိုတော့ဆရာကဒီလမှာတေချာဗီဒီယိုတစ်ခုရိုက်ပြီးတော့တင်ပေးมาဖြစ်တဲ့အတွက်ကန်တက်စီရန်အတွက်တော့အဲ့ဒီဗီဒီယိုမဟုတ်တာဆက်လက်စောင့်ကြည့်ပါအကြောင်းဆရာကထပ်မှန်ပြီးတော့အဲဆရာ marketing center ခဲ့ပါလေခင်ဗျာကျေးဇူးတင်ပါတယ်အဲ့ဒီဗီဒီယိုစောင့်ကြည့်ဖို့အကြံပေးခြင်းပါတယ်ကဲဆရာသာပရိသတ်သမီးမိတ်ဆွေတွေအားလုံးဒုက္ခအပြားများကောင်းကျိုးအလူလီပိုင်ဆိုင်လို့ဘေးပြာတွေဝေးကွာကြပါစေလို့